မင်္ဂလာပါဧပြီလ23ရက်နေ့ညနေပိုင်းသတင်းနဲ့မီဒီယာကွန်ရဲ့ NNG သတင်းဌာနရဲ့ရုပ်သံသတင်းအစီအစဉ်တွေကိုစတင်နေပါပြီကျမအာမီပါငလင်ပေးပြန်လဲတိဆောက်ရေးနဲ့ထူထောင်ရေးလုပ်ငန်းတွေကိုအချိန်အဟုန်မြင့်ဆောင်ရွက်ဖို့ဆိုပြီးတော့စစ်ကောင်စီကယာယီအပြစ်ခတ်ရက်စဲရေးကာလကိုတပတ်သက်တမ်းထပ်တိုးလိုက်တယ်လို့ဧပြီလ22ရက်နေ့မနေ့ကထုတ်ပြန်ပါတယ်။ ဧပြီလ30ရက်နေ့ထိထပ်ပြီးတော့တိုးလိုက်တာပါဒီလိုမျိုးအပြစ်ခတ်ရစေရေးကာလကိုတက်တန်းထပ်တိုးလိုက်ပေမဲ့စစ်ကောင်စီကတော့ဂတိမတည်ဘူးလို့ဆိုရမှာပါ အပြစ်ခတ်ရစေရေးတက်တန်းတိုးလိုက်တဲ့ဧပြီလ22ရက်နေ့မှာပဲရှမ်းပြည်နယ်မြောက်ပိုင်းကဒီအုံမတီရွာနဲ့ကချင်ပြည်ဗမော်မျိုးတို့ကိုစစ်ကောင်စီတပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ပို့အမျိုးသားလူမျိုးရေးအဖွဲ့ချုပ်ရဲ့ဌာနချုပ်နေမြေတဲကိုလည်းလက်နက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ပါတယ် ဒါအပြင်ပထမပိုင်းအပြည့်ရကာလသတ်မှတ်တဲ့ဒီဧပြီလ2ရက်နေ့ကနေ22ရက်နေ့အဲ့ဒီကာလအတွင်းမှာဆိုလို့ရှိရင်လည်းရန်ကုန်တိုင်းနဲ့ဒီအေရဝတီတိုင်းကလွဲပြီးတော့ကျန်တဲ့တိုင်းနဲ့ပြည်နယ်အသီးသီးကနေရအတော်များများကိုစစ်ကောင်စီတပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်တာတွေလုပ်ခဲ့တဲ့အပြင်ဒီလက်နက်ကြီးနဲ့ပစ်ခတ်တာ drone ဘုံးတွေကိုအသုံးပြုပြီးတော့ပြင်းပြင်းထန်ထန်ပစ်ခတ်တိုက်ခိုက်တာတွေကိုလုပ်ခဲ့ပါတယ်။ လူလူကောင်းဆောင်ဖြစ်တဲ့အသက်80အရွယ်အမေအိုးကိုမေ့နေကြပြီလားဆိုရဲမိကုံးကိုလည်းကျွန်မမေ့ချင်ပါတယ်။သိကြတာတခုကတော့ဒီစစ်ကောင်စီကအကျဉ်းချတာကို ခံထားရပေမဲ့ဒီအမေတယောက်လို စိတ်ထဲမှာသတ်မှတ်ထားတဲ့ဒေါ်အောင်ဆန်းစုကြည်ကိုတော့လူထုတရက်လုံးကမင်းပြောက်မှာမဟုတ်တလို့ဖျောက်ဖျက်လို့ရမှာလည်းမဟုတ်ပါဘူး။ကျွန်တော်အခုနဲ့16ကြိမ်မြောက်ပြီးသူကုံရေစုအင်္ဂလိပ်လိုကတော့ citizen of Burma Award လို့ခေါ်တဲ့ဆုကိုဒီစစ်ကောင်စီရဲ့ဖမ်းဆီးချုံနောက်မှုကိုခံနေရတဲ့နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုရွေးချယ်ခဲ့ကြပါတယ်။အမေရိကန်ကမြန်မာတွေအပါအဝင်အဝေးရောက်မြန်မာတွေနဲ့ဖွဲ့စည်းထားတဲ့ပြည်သူ့ကုံရီစုအဖွဲ့ဟာဆိုရင်မြန်မာလူမျိုးတွေတဲကမှစံပြုသင့်တဲ့ပုဂ္ဂိုလ်တွေကိုရွေးချယ်ပြီးတော့2010ကစလို့အဲ့ဒီစုကိုချီးမြှင့်လာခဲ့ကြတာပါ။ကျွန်တော်မနစ်က25ကြိမ်မြောက်စုကိုစုခူးရရှိသွားတာကတော့ຫນွေဦးတော်လိုင်းရေးမှာပါဝင်ခဲ့ကြတဲ့ ူငယ်တွေရဲ့တီထွင်မှုနဲ့ထုတ်လုပ်မှုတွေပဲဖြစ်ပါတယ်။ဒေါအောင်ဆန်းစုကြည်ကိုဒီနှစ်မှာချီးမြှင့်မဲ့16ကြိမ်မြောက်စုပေးပွဲကိုတော့အမေရိကန်နိုင်ငံတက်ဆက်ဌာနခွဲဟူစတန်မြို့မှာမေလ24ရက်နေ့မှာကျင်းပသွားမှာဖြစ်ပါတယ်။ တော်လိုင်းရဲ့လေးနှစ်ကာလထဲမှာစစ်ကောင်စီကထိန်းချုပ်ထားနိုင်တဲ့နေမြေဟာနိုင်ငံရဲ့လေးပုံတပုံတောင်မှမရှိတော့ဘူးလို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ယာယီသမ္မတကပြောဆိုလိုက်ပါတယ်။တော်လိုင်းရဲ့နေမြေတွေကျယ်ပြန့်လာပေမဲ့ပြည်သူလူထုဟာလည်းလေးနှစ်ကြာတဲ့စစ်တမ်းကိုခံနေရတာကြောင့်သူတို့တွေဟာကျယ်ပြန့်တဲ့စစ်တမ်းကိုပို့ပြီးတော့ခံစားလာရတယ်လို့ယာယီသမ္မတကပြောပါတယ်။တော်လိုင်းရဲ့အချိန်ကာလအကြာမြင့်လာတာနဲ့အမျှပြည်သူလူထုထိခိုက်ခံစားရတာတွေလည်းကြီးမားတယ်လို့ တိုက်ပြည်လဲနစ်နာခဲ့ရပါတယ်ပိုဆိုးတာကတော့ဒီမတ်လ28ရက်နေ့ကကျမတို့နိုင်ငံတဲမှာလှုပ်ခတ်ခဲ့တဲ့ငလျင်တန်းကိုပါခံနေကြရတာဖြစ်ပါတယ်ဒါကြောင့်ပြည်သူတွေတီးထက်ပို့ပြီးတော့မနာရလေအောင်တော်လန်ရေးကို အမြန်ဆုံးပြီးအောင်တိုက်ပွဲတွေအချိန်မြင့်လှုပ်ဆောင်ကြဖို့ကိုလိုအပ်နေပြီလို့ NUG ရဲ့ယာယီသမ္မတဒူဝါလက်ရှိလာကနှစ်တက်ကူနှုတ်ခွန်းဆက်စကားထဲမှာထည့်သွင်းပြောဆိုခဲ့ပါတယ် ခုဆက်ပြီးတော့ကမ္ဘာနဲ့ဒေတာအတွင်းကသတင်းတွေကိုတင်ဆက်ပေးပါမယ်ပထမဆုံးတစ်ပုတ်အနေနဲ့ Google ကုမ္ပဏီက Gmail နဲ့ပတ်သက်တဲ့သတင်းတစ်ပုတ်ပါဆိုတော့ကျမတို့ပြည်သက်အတော်များများမှာလည်း Gmail အကောင့်တွေရှိကြမယ်လို့ကျမတို့ထင်ပါတယ်ဆိုတော့ဒီနေရာမှာမိတ်ဆွေတို့ရဲ့ Gmail ကိုအခိုးမခံရအောင်ပေါ့နော်ကျမတို့ဘယ်လိုလုပ်ကြမလဲဆိုတော့ Google ကုမ္ပဏီကပြောရေးဆိုခွင့်ရှိသူကတော့အကောင့်ကိုပြန်ရအောင်9ရက်အတွင်းမှာစူးစမ်းပိုင်ခွင့်ရှိတယ်လို့ဆိုထားပါတယ် မကြသေးခင်က Google ကပေးပို့တဲ့ email ပုံစံအတုတွေကိုပို့ပြီးတော့ Gmail သုံးဆွဲသူတွေစီကနေသုံးဆွဲသူတွေရဲ့နာမည်နဲ့ Square Web တွေကိုခိုးယူမှုတွေဖြစ်ပွားခဲ့ပါတယ်။ဒါကြောင့်ကမ္ဘာပေါ်က Gmail အသုံးပြုတဲ့သူလူပေါင်း3ဘီလီယံမှာအကောင့်ခိုးယူခံရမဲ့အနေအထားရှိနေပါတယ်။အကောင့်ခိုးမခံရအောင် Gmail ကလုံခြုံရေးအဆင့်တိုးမြင့်မှုတွေကိုလုပ်မှာဖြစ်ပါတယ်။သုံးဆွဲသူတွေအနေနဲ့လုံခြုံရေးပိုင်းဆိုင်ရာတိုးမြင့်မှုတွေလုပ်တဲ့အခါမှာနောက်ထပ်ဖုန်းနံပါတ်ဒါမှမဟုတ် ရင်အီးမေးလ်တစ်ခုခုကိုစီစစ်ဖို့ထည့်သွင်းထားဖို့ကို Google ကုမ္ပဏီကအကြံပြုထားပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့ online လိမ်လည်မှုနဲ့ပတ်သက်တဲ့သတင်းပါ။ဆိုတော့ကျမတို့ပရိသတ်တွေထဲမှာဆိုရင်လည်းကိုမသိတဲ့တစုံတစ်ယောက်ကဖုန်းခေါ်လာတာမျိုးဒါမှမဟုတ်ရင်လည်း email ပို့လာတာမျိုးတွေကြုံပူကြမှာပါ။ ဖုန်းထဲမှာဘန်ကနေဖုန်းဆက်တလို့မျိုးဒါမှမဟုတ်ရင်လည်းဖုန်းကုမ္ပဏီ TikTok ကုမ္ပဏီတခြားကုမ္ပဏီတခုခုကနေပေါ့လေကျမတို့ကိုဖုန်းဆက်တလို့မျိုးဆက်လာပြီးတော့လေကိုယ့်ရဲ့ကိုရေးကိုယ်တာအချက်လက်တွေကိုတောင်းခံတာမျိုးတွေကြုံဘူးကြမယ်လို့ထင်ပါတယ်။ဒါကတော့အရှေ့တောင်အာရှနိုင်ငံတွေ ဖြစ်တဲ့လာအို၊ကမ္ဘောဒီးယား၊မြန်မာ၊ဖိလစ်ပိုင်နိုင်ငံတွေမှာအခြေစိုက်တဲ့ချားဖြတ်လို့လူသိများတဲ့ online လိမ်လည်မှုဂိုင်းတွေရဲ့ငွေလိမ်တဲ့လုပ်ငန်းတွေကခေါ်ဆိုတာတွေဖြစ်ပါတယ်။ အခုချိန်မှာအဲ့ဒီ online ငွေလိမ်ဂိုင်းတွေဟာပုံသဏ္ဍာန်ကိုတည်နေရပါပြောင်းလဲလာတဲ့အခြေမျိုးကိုရောက်လာပြီလို့ UNODC ကဖော်ပြထားပါတယ်။အရှိတောင်အာရှခြေဆိုင် online ငွေလိမ်ဂိုင်းတွေဟာအာဖရိကနိုင်ငံတွေနောက်ပြီးတော့ဒီအိန္ဒိယဘင်္ဂလားဒေ့ရှ်နီပေါ်စတဲ့နိုင်ငံတွေပါတယ်။တောင်အာရှဒေသအရှိအလယ်ပိုင်းနဲ့ပစိဖိတ်ကျွန်းစုနိုင်ငံတွေမှာပါအခြေဆိုင်မှုတွေရှိလာနေတာလို့ဆိုကြပါတယ်။ ဒီကြဖြတ် online ငွေလင်ခိုင်းတွေကိုသက်ဆိုင်ရာနိုင်ငံတွေကနှိမ်နင်းနေပေမဲ့မူလအရင်းမြစ်တွေကတော့ပျောက်မသွားပဲပိုပြီးတော့ကျယ်ပြန့်လာနေပြီလို့လည်းဖော်ပြထားပါတယ်။ဒါကြောင့်ဖုန်းတွေဝင်လာတဲ့အခါတိုင်းဒါမှမဟုတ် email တွေ message တွေဝင်လာတဲ့အခါတိုင်းမှာမှန်ကန်ရက်လားကိုယ့်စီကိုဒီငွေလင်ဖို့ဝင်လာတဲ့မေးတွေလားဆိုတာကိုသေချာစစ်ဖို့လိုအပ်နေပြီဖြစ်ပါတယ်။ နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးပါမယ်။ကျမရဲ့ပရိသတ်ကြီးတွေထဲမှာဒီအရက်ကောင်းတွေရတဲ့အခါမှာကိုယ့်ရဲ့ရင်းနှီးတဲ့မိတ်ဆွေတွေနဲ့ဝေမျှပြီးတောက်လေးရှိတဲ့သူတွေရှိပါသလား။ဒါမှမဟုတ်လူမှုအတိုင်းဝိုင်းမှာခေမင်မှုတိုးဖို့အတွက်အရက်ကိုဝေမျှတောက်ပူကြပါသလား။လှုပ်ဘူးတဲ့ဆိုရင်တော့တင်းရဲ့မိတ်ဆွေအတိုင်းဝိုင်းထဲမှာချန်ပီယံစီမြောက်တွေကိုထည့်ထားလို့ရပါပြီ။ဘာလို့လဲဆိုတော့အနောက်အာဖရိကဒေသမှာချန်ပီယံစီမြောက်တွေကိုလေးလာမှုလုပ်နေတဲ့ဗြိတိရှ်သုတေသနဌာနမှုတွေ ွေကဒီချမ်ပန်စီမြောက်တွေဟာအရက်ချင်းပေါက်နေတဲ့အသီးတွေကိုအချင်းချင်းဝေမျှပြီးတော့စားသုံးကြတယ်ဆိုတာကို တွေ့ရှိခဲ့ကြပါတယ်။ဓာတ်ပုံတွေနဲ့လည်းသူတို့တွေမှတ်တမ်းတင်နိုင်ခဲ့ကြပါတယ်။အဲ့ဒီအသီးတွေကိုစစ်ဆေးတဲ့အခါမှာအရက်တွေပါဝင်နေတာကိုလည်းတွေ့ကြပါတယ်။ချမ်ပန်စီမြောက်တွေဟာရသမျှအသီးနံတွေအစားအသောက်တွေကိုဝေမျှစားတောက်လိမ့်မရှိပေမဲ့အဲ့ဒီအရက်ချင်းပေါက်နေတဲ့အသီးတွေကိုတော့အချင်းချင်းဝေမျှပြီးတော့စားနေကြတာကိုတွေ့ခဲ့ရတာဖြစ်ပါတယ်။ အရက်တောက်တဲ့အခါမှာလူတွေမှာဒိုပါမင်နဲ့အင်ဒိုဖင်ဆိုတဲ့ဓာတ်တွေထွက်လာပြီးတော့တတောင့်တတဖြစ်မှုနဲ့ပျော်ရွှင်မှုကိုရစေပြီးလူမှုဆက်ဆံရေးကိုတိုးစေတယ်လို့လည်းဆိုကြပါတယ်ဆိုတော့ချမ်ပန်ဇီမျောက်တွေက အရက်ပါတဲ့အသီးတွေကိုဝေးမြစားတောက်တဲ့အခါမှာအရက်တောက်တဲ့လူတွေလိုမျိုးရလက်ချင်းတူမတူဆိုတာကိုတော့ဆက်ပြီးတော့လေ့လာနေကြစေလို့ဆိုပါတယ်ရှင် သတင်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနကနေညတိုင်းရုပ်သံသတင်းအစီအစဉ်တွေကိုထုတ်လွှင့်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကြည့်ရှုအားပေးနေကြတဲ့မိဘပြည်သူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။